ရှင်ထဲမှာပူလောင်တဲ့ဒီအစိုးတရားတစ်ခုကဘယ်ရလာတာတော့ဆိုတွေ့တာမဟုတ်လားအဲ့ဒီတွေ့တာမှုကိုသိပြီးတော့ရှော့ချနိုင်လို့ရှိရင်တွေ့တာမှုယော့သွားလေးလေးတောကယော့သွားလေးလေးတွေ့တာမှုလုံးဝဖယ်ရှားလိုက်မယ်ဆိုရင်တောကလေးလုံးဝဖယ်ရှားပြီးသားဖြစ်သွားအဲ့တော့တောကဆိုတာတွေ့တာမှုရဲ့အရေးအယံတစ်ခုများပါဖြစ်တယ်။ တွေ့တာတဲ့အချိန်မှာလူတွေကခြေနှက်ဆရာဖြစ်တော့လေထိုးတွေ့တာမှုဆုံးရှုံးပြီဆိုတဲ့အခါကျတော့ပူလောင်မှုတစ်ခုဖြစ်ကိုပြောင်းလာအဲ့ဒီပူလောင်မှုတစ်ခုဖြစ်ပြောင်းလာရတာတွေ့တာမှုအာချိနေနေပူပန်မှုတွေအာချိနေနေဒါကြောင့်မို့တွေ့တာမှုကိုလျှော့ချဘာနဲ့လျှော့ချရမလဲဆိုတတိနဲ့ပညာနဲ့ပဲလျှော့ချလို့ရတယ်တခြားနည်းနဲ့လျှော့ချလို့မရဘူး